ားပါရှင်။သတင်းစာပေါ်ကဖတ်ဆရာများအစီအစဉ်အကျိုးဆိုပါရစေ။ကျမကတော့ဒီစီဇန်မှာပါဝင်တင်ဆက်ပေးမယ့် email မှာပါမှာ။ကျမတော့နွေနေပါရှင်။ဟုတ်ကဲ့ February 10နေ့အတွက်နွေနေကဘယ်သတင်းကောင်းစင်တွေကိုဖတ်ပြမလဲ။ဘယ်သတင်းတွေမျက်နှာပုံးတင်တာလဲ။ဟုတ်ကဲ့ပါ။အမဒီမျက်နှာပုံးတင်တာတဲ့မျက်နှာပုံးတင်တာတဲ့နေရာစိတ်ဝင်စားစရာကောင်းတဲ့ဒီသတင်းလေးတွေကိုဖတ်ပြမှာဖြစ်ပါတယ်အမ။ပထမဦးဆုံး Daily Lab မှာပါရှိတဲ့ဒီသတင်းလေးတစ်ပုဒ်ပေါ့နော်။ ဖမ်းဆီးခံရသည့်ចောင်းသားများဤတာယာဝတီမြို့နယ်တရားရုံး38ကြိမ်မြောက်ရုံးထုတ်တွင်တရားခွင်၌ចောင်းသားများနှင့်တရားသူကြီးအခြေအတင်ဖြစ်ပွားပြီးတရားသူကြီးကအမှုကိုဆက်မစစ်တော့ဘဲတရားခွင်ရပ်နာတယ်။ဟုတ်ကဲ့ပါနောက်တစ်ခုကတော့ voice မှာပါတဲ့ခေါင်းစဉ်လေးတစ်ခုကိုဖတ်ပြခြင်းပါတယ်။ဒါလည်းစိတ်ဝင်စားမယ်လို့ထင်ပါတယ်ရှင်။ American dollar ဈေးစက်တိုက်ကြစဉ်ဘန်ဝေလဲကောက်တာတချို့အဝယ်ပိတ်နောက်တစ်ခုကတော့ဒီဆန်တော်ချိန်မှာပါတဲ့ခေါင်းစည်းလေးကိုဖတ်ပြခြင်းပါတယ်ရှင်။ ပြည်အောင်စုလွတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီဖွဲ့စည်းဥက္ကရာဖြစ်ဦးအေးတာအောင်အားခန့်အပ်ပြီးအဖွဲ့ဝင်14ဦးပါဝင်ဆိုပြီးတော့သူကကောင်းစီလေးတင်ထားပါတယ်မိုင်းဟုတ်ကဲ့အမြန်နှဖုံးတဲ့နေပေါ့နော်တင်ထားတယ်ရနေပေါ့ဒါပြီးရှင်အမားကဒီ device ထဲက editor အပေါ်တပုတ်ဖတ်ပြခြင်းတယ် editor ရဲ့အပေါ်ခေါင်းစဉ်ကနှိမ့်တက်မပြောက်စေလို့တော့မြမနှွေဦးတဲ့ဒီအပေါ်ရဲ့အစမှာဆို editor အင်္ဂလိပ်စကားလုံးနှလုံးကိုရှင်းပြထားတယ်မြမရှင်းပြအင်္ဂလိပ်စကားလုံးက all ဆိုတဲ့အင်္ဂလိပ်စကားလုံးပေါ့နော်အဲ all ဆိုတဲ့အင်္ဂလိပ်စကားလုံးအသုံးနှုန်းကမြမလို့ဆိုလို့ရှင်သို့မဟုတ် မဟုတ် တခုသူ့မဟုတ်ယောက်ျားသူ့မဟုတ်မိန်းမသူ့မဟုတ်ရွေးချယ်စရာပေါ့နော်တခုခုကိုတုံ့နှံတဲ့စကလုံးဖြစ်တယ်အဲ့စကလုံးလေးအဲ့ဒါအရင်ရှင်းပြထားတယ်ဟုတ်တခုပါပေါ့ ANDN ဆိုတဲ့အသုံးအနှုန်းကိုအဲ့ဒီကအသုံးသတ်ထားရဆိုလို့ရှိရင် ANDN ဆိုတာစကလုံးတွဲဆက်ခြင်းပေါ့နော်ယောက်ျားနှစ်မိန်းမဒီလိုတွဲဆက်တဲ့စကလုံးပေါ့နော်ဒီလိုမျိုး or နဲ့ am နဲ့ဟိုနှိုင်းရှင်ပြီးတော့ဒီလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေမှာဆိုလို့ရှိရင် or ဆိုတဲ့စကလုံးတွေတုံးတာများလာပြီးတော့ ဒီ and ဆိုတဲ့စကံလုံးအတုံးနှုံးတွေကနေလာတယ်ဆိုပြီးအဒီတာကအဖော်မှာတုံးသက်ရေးသားထားတာပါအဲ့ဒါရေးသားဟာဆိုလို့ရှိရင်ပေါ့နော်ဒီမြန်မာလူဖွဲ့စည်းမှာနှစ်များစွာဒီမိုကရေစီပေါ်ဝင်မိမိတို့ရှေ့မှာသွားတဲ့နိုင်ငံတွေရဲ့အပြောင်းလဲအပြောင်းလဲကြောင့်ပေါ့နော်ရုပ်ဝတ္ထုပစ္စည်းတွေကိုလူတွေကပိုအားကိုးလာပြီးတော့အဲ့ပစ္စည်းတွေနောက်ကိုပဲအငမ်းမရလိုက်လာလို့ဒီလိုအော်ဆိုတဲ့စကားလုံးတွေတုံးလာများလာပြီးတော့စကားလုံးတွဲဆက်တဲ့ပေါ့နော်နှစ်ဆိုတဲ့အတုံးထုံးတွေပျောက်လာတဲ့အကြောင်းကိုအဲ့ဒီတားရေးသားထားတာပါ အထူးသဖြင့်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီဝန်ထမ်းတွေအစနှစ်များစွာမလုပ်ချင်းမဲ့လုပ်ရတယ်မလုပ်ချင်းမဲ့လုပ်ရတာတွေရှိတယ်ဒီအထက်အာနာမိန်တွေကြောင့်မလုပ်ချင်းမဲ့လုပ်ရတဲ့လုပ်ငန်းတွေရှိမယ်ပြောချင်ရတာနဲ့မပြောရတဲ့ဇာတ်တွေရှိမယ်ပေါ့နော်အဲ့လိုထိန်းချုပ်ထားတဲ့အရာတွေများလာတဲ့အတွက်ကြောင့်လူမျိုး off ဆိုတဲ့အသုံးစုံတွေများလာရဲဆိုပြီးအဲ့ဒါကသုံးသပ်ရေးသားထားတာပါအစားတစ်ဖက်မှာလေတဲ့စနစ်ဆိုးနေဝါရတစ်ခုကြီး ideology အလွဲအတိတ်ပဲကောင်းမှုလို့ကြောင်းနဲ့ငါနဲ့မတူငါရန်သူမဖြူလင်းမဲရမည် ငါလူသူ့လူစတဲ့ဘက်ပိုင်းဖြတ်မှုတွေကလည်းဒီခွဲခြားမှုတွေပိုများလာတယ်ဆိုပြီးတော့အဲ့ဒီဒါကသူဒီသဘောမှာပေါ့နော်ဒီဟိုမြမလူဖွဲ့အစည်းမှာဖြစ်နေတဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုတွေအဲ့ရတွေကဒီရခင်တပ်အနေနဲ့တည်းစားလို့ရှိရင်ပိုပြီးများလာတဲ့အကြောင်းအဲ့ဒါကသုံးသပ်ထားတာပါဒီလိုအချက်တွေကြောင့်ねဒီပွင်လင်းစာပြုတ်လာတဲ့ ဒီနှစ်များစွာမျိုးသိအောင်ဤထားတဲ့မကျင်းတဲ့ချက်တွေကြောင့်ပဲဒီလူတွေအားဆိုလို့ရှိရင်ပေါ့နော်သူတို့ဒီလုပ်ငန်းခွင်ထဲမှာမပြောဆိုရတာတွေမလုပ်ချင်ပဲလုပ်နေရတဲ့အားလုံးကဘယ်မှာသွားပြီးထင်ရလဲဆိုလို့ရှိရင်အဲ့ဒါရေးသားထားချက်အရာပေါ့နော်ဒီလက်ရှိဖြစ်ဖြစ်နေတာကဒီမှာလူမှုကွန်ရက်စာမျက်နှာတွေမှာဆိုလို့ရှိရင်လူတွေလူတို့ရဲ့မကျင်းတဲ့ချက်တွေကပို့ပြီးတော့သူတို့ကအဲ့နေရာမှာဖောက်ခွဲဖြစ်လာကြတယ်ဆိုပြီးတော့အဲ့ဒီဒါကသုံးသက်ရေးသားထားတာပါထိုကားတဲ့ဒီလိုဖြစ်တဲ့အကြောင်းပေါ့နော်တူးနဲ့တူးတဲ့ အတိပ္ပယ်မဲ့ညင်းခုံနိုင်လူနေခြင်းအုပ်စုအမြင်ဘတ်အမြင်တွေဖြစ်ဒစိမျိုးစုံကတ်ခါတဲ့နိုင်ငံသားအချင်းချင်းရံဖြစ်နေခြင်းနဲ့ပဲအချိန်ကုန်နေပြီးတော့ဒီနိုင်ငံတိဆောက်ရေးအတွက်သူတကွပူးပေါင်းကောင်ဆောင်ရွက်ရမယ်ပေါ့နော်အရေးကြီးကိစ္စတွေမှာနှောင့်နှေးသွားတယ်တနည်းအားဖြင့်ပေါင်းစည်းညွညွမှုကိုကိုစားပြုတဲ့ ANDM ဆိုတဲ့အတုံးနှုံးကပျောက်ကွယ်လူနေပါဖြစ်တယ်ဆိုပြီးအဲ့ဒါအသုံးသတ်ထားတာပါရှင် ဒီနေ့ပြည်သူလူထုအများစုလူလာတဲ့ခေါင်းဆောင်နဲ့တဲ့ပါတီအတွင်းကိုတဲ့ဒီနိုင်ငံတော်အချုပ်အခြာအာဏာအနှင်းလိုက်တဲ့အချိန်မှာတဲ့အတိတ်ကပြဿနာတွေမကျေလည်မှုတွေအလိုမချဒေါသတွေနဲ့ကန့်သက်တားဆီးထားတဲ့အော်တော့မဟုတ်တဲ့မြူမုံတိန်တိုက်တွေကိုရှောင်ပြီးတော့အန်နစ်ဆောင်ပြီးတော့ဒီအပြုတ်သဘောကိုဆောင်တဲ့မြမနွေဦးကိုအလှဆင်ကြပါစို့ဆိုပြီးအဒီတာကတုံ့တက်ရေးသားထားတာပါဟုတ်ကဲ့ပါမိုင်းညီမကတော့ daily 11မှာပါတဲ့သတင်းလေးတစ်ပုဒ်ပေါ့နော်အဲ့ဒီသတင်းလေးကတော့အရင်ဆုံးခေါင်းစဉ်လေးကိုရင်ဖပြပါမယ် ပုံမှန်905ခါခွေဖြစ်တရားစွဲခံထားရသည့်တက္ကသကျောင်းသားခေါင်းဆောင်၃ဦးအမှုတွင်တရားလိုပြတက်တဲ့ဤထွက်ဆိုချက်ကိုစွစွဲခံရသူတွေရှိနေကပြန်လည်မေးမြန်းဆိုပြီးတော့သူကခေါင်းစဉ်လေးတင်ထားတယ်မှာရတော့ဒီပုံမှန်905နဲ့တရားစွဲဆိုတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ဒီလွှတ်တော်တွင်တက်မတော်သား25ရာခိုင်နှုန်းထွက်သွားပြီးဆန္ဒပြတောင်းဆိုမှုကြောင့်ဒီအင်းစိန်ထောင်တွင်မှာဖမ်းဆီးခံရတဲ့တက္ကသိုလ်ကျောင်းသားပေါ့နော် တောက်တူចောင်းသားများတမတ်ကတာကတာကောင်းဆောင်များဒီဘယ်သူတွေလဲဆိုတော့ကိုနန်းလင်းကိုဇရာလွင်ကိုပိုင်ရဲသူတို့ဒီဖေဗူလာ9ရက်နေ့ကဘဘဲတန်းမှာသူတို့ဒီတရားရုံးမှာဆက်ပြီးတော့စစ်ဆေးရလို့သိရတယ်မှမနေရဘူးเนาะတရားလူပြသက်တည်ရဲ့ထွက်ဆိုတလို့ចောင်းသားတွေဆန္ဒပြဟောပြောနေစဉ်ဈေးတွေကဆိုင်းပိတ်ပြီးပြေးရတယ်လို့ကားသမားတွေကားမောင်းပြေးရတယ်လို့ထွက်ဆိုတယ်အဲ့ဒါကိုကျွန်တော်တို့ကအထောက်ထားသက်တည်ပြနိုင်သလားဆိုတော့မပြနိုင်ဘူး ဒီလိုဆန္ဒပြဟောပြောမှုကအစိုးရရောတဦးတယောက်ကိုရောထိခိုက်တဲ့တက်တေပြနိုင်လားဆိုရဲမပြနိုင်ဘူးထက်ဆိုရဲဟုရှင့်နေဦးကျော်ဟိုကယုံကြည်ပြီးတွင်ပြောကြခဲ့သည်ဒါကတော့အမဒီသူတို့ထွက်ဆိုချက်တွေကနည်းနည်းဟိုခွဲလွဲနေတယ်တက်တေတွေမပြနိုင်ဘူးဆိုပြီးတော့ဒီထဲမှာပေါ့နော်သူတို့ဒီရှင့်နေပြောထားတဲ့အရာသိရတယ်မှာနောက်တစ်ခုကကြတော့ဒီထဲမှာပေါ့နော်ဒီထဲမှာပါတာလေးတစ်ခုကိုပြောပြချင်ပါတယ်ရှင့်ဒီရင်းကဲသူဆန္ဒပြမှုကြောင့်တက္ကသိုလ်ကျောင်းသားများတမကတက္ကသအဖွဲ့ဝင်ကိုစရာလွင် ကိုနန်းလင်းကိုပိုင်ရဲသူတို့ကိုပုံမှန်၁၈ပုံမှန်905ခါဝေးတို့ဖြင့်ပပဲရန်မျိုးမရဲစခန်းနှင့်ကျောက်တရားမျိုးမရဲစခန်းတို့မှအမှုဖွင့်ပြီးမျိုးနယ်နှစ်ခု၌တရားစွဲဆိုခံရသည့်ပုံမှန်905ခါဝေးကိုပပဲရန်မျိုးနယ်တွင်တရားရုံး၌သာစစ်ဆေးနေကြောင်းသိရသည်ဆိုပြီးတော့ တရားဆွဲဆိုခံရတဲ့ဒီပုံမှန်တွေကိုဘဘဲတန်းမှာပဲသူတို့ဒီစစ်ဆေးနေတယ်အခုလက်ရှိအချိန်ဒီပေါ့နော်ဘဘဲတန်းမှာပဲစစ်ဆေးနေတယ်ဆိုတော့အကြောင်းသူကရေးထားတာပါဟုတ်ကဲ့ဒီចောင်းသား၃ယောက်ပေါ့နော်ဒီရုံထုံမှာဆိုလို့ရှိရင်သူတို့ဒီမနေ့ကဘဘဲတန်းတရားမှာရုံထွက်တဲ့နေရာမှာသူတို့ကိုဒီမျိုးနယ်အလိုက်ပုံမှန်ဆက်ရှိမှုတွေထပ်တွဲနေရာမှာထပ်ထွက်လာတဲ့သတင်းတွေပါပေါ့နော်သူတို့ကဒီ905ခါဝေးလို့လက်ခံတယ်ဒါပေမဲ့ပုံမှန်ဆက်ရှိနဲ့ပတ်သက်တဲ့အမှုအားလုံးကိုသူတို့ကလက်မခံဘူးပုံမှန်ဆက်ရှိနဲ့ပတ်သက်တဲ့သူတို့ငါဟားတဲ့ရှင်းနေဝါစာ ပုံမှန်ဆက်ရှင်နဲ့ပတ်သက်တဲ့အမှုတွေအားလုံးတော့ကိုရင်ဆိုင်ဖြည့်ရှင်းဖို့မလုပ်ထားဘူးဆိုပြီးတော့ဒီចောင်းသား၃ယောက်ဒီဟိုသင်္ကြန်စေးမှာဆန္ဒပြတဲ့ဇေယျလွင်ကိုနန်းလင်းနဲ့ဒီပိုင်းရဲသူတို့၃ယောက်ကပုံမှန်ဆက်ရှင်ကိုရင်ဆိုင်ဖို့ပေါ့နော်ဒီတရားရုံးကိုပုံမှန်ဆက်ရှင်နဲ့ပတ်သက်ပြီးတပိမောက်မဲ့သဘောတွေပြောထားတာရှိပါတယ်ဟုတ်ဟုတ်ကဲ့ပါမဆက်ပြီးတော့ဒီ device ကသတင်းတစ်ပုဒ်ဖတ်ပြမယ်ကောင်းစဉ်ကပြမပင်ဆက်မှုဆောင်ရှိနေဖေရှားခံရသူများအတွက်ယခုလတွင်မြည်အစားပေးမယ်တဲ့ဒါကတော့ပြီးခဲ့တဲ့အတလောကဖြစ်ခဲ့တဲ့ဒီကျူးကျော်ပြဿနာပေါ့နော်ဒီပြမပင်မင်္ဂလာတော်ပြမပင်ဆက်ယုံက ဒီနှစ်ရှည်နေထိုင်တဲ့သူအားလုံးကိုအိမ်ကိုဘူဒိုဇာနဲ့ဖယ်ရှားခဲ့ပြီးရဲ့နောက်ပိုင်းမှာပါနော်အခုဒီနောက်နောက်နှစ်ဆက်တဲ့တရင်ကတော့ဒီမြေအစားပေးမယ်ဆိုတဲ့တရင်ပေါ့နော်ဒီမှာဒီမြေအစားပေးမယ်ဆိုတဲ့အကြောင်းကိုပြောခဲ့တာကတော့ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းကဒီပြည်မပင်မှာဖယ်ရှားခံရတဲ့လူတွေအားလုံးကိုမြေအငှားချပေးမယ်ဆိုပြီးတော့သူကပြောထားတာပါ ။တကုံစိတ်ကန်းကားရဲ့နေအိမ်တွေဖယ်ရှားခံရသူတွေအတွက်မြေအစားပေးခဲ့သလိုပဲတဲ့။ဒီပြမပင်ဆက်ယုံမှာတဲ့နေအိမ်ဖယ်ရှားခံခဲ့ရတဲ့သူတွေရပါတော့။အမှန်တကယ်နစ်နာရတဲ့သူတွေအမှန်တကယ်နှိမ့်ရှိလာများနေထိုင်နေတဲ့သူတွေကိုစီစစ်ပြီးတော့မြေနေရအစားပြန်ပေးဖို့စီစဉ်နေတဲ့အကြောင်းပြောထားတာပါ။ ဒီမြေဒီလိုမျိုးမြေနေရအစားပြန်ပေးမဲ့သူတွေကိုတော့ဒီအထွေထွေအုပ်ချုပ်ရေးမှုယုံနေရနေစီစစ်ပြီးတော့ဒီပြမပုံပြမပြင်ဆက်မှုဇုံဝင်အကောင့်ထဲမှာပေါ်ခင်တဲ့ဒီမြေရိုင်းနေရအဲ့အကောင့်ထဲမှာပေါ်ခင်နေရပေါ့နော်မြေရိုင်းနေရတွေကိုရှင်းလင်းပြီးစိုက်ပျိုးလောက်ကိုင်းခဲ့တဲ့သူတွေကိုအဓိကထားပြီးတော့မြေနေရပြန်ပေးမယ်လို့သိရပါတယ်အဲ့သူတို့ကိုခုပေါ့နော်ဒီသတင်းရဆိုလို့ရှိရင်ပြမပင်ဆက်မှုဆောင်ကနေဖယ်ရှားခံရသူတွေကိုမြေနေရအစားပြန်ပေးမယ်ပေါ့နော်ဒါပေမဲ့မြေနေရအစားပြန်ပေးမယ်ဆိုပေမဲ့လည်းအခုတော့မှသူတို့ကပြောင်းရွှေ့စရိတ်မရှိလို့လမ်းမေးတွေမှာနေရရဆိုတဲ့အတွက် သူတို့အိမ်ဆောက်ဖို့ဘဝတစ်ခုပြန်ထူထောင်မှုကတော့ခက်ခဲနေဦးမှာပါနော်ဟုတ်ကဲ့ပါမသူတို့ဆိုရင်အခုဆိုရင်ဒီလမ်းမေးလေးတွေမှာဒီစက်ရုံရှိမှရှိတယ်လမ်းမေးတွေမှာတဲထိုးပြီးတော့ဘူးလက်ရှိ နေထိုင်နေရတာသိရတယ်ပေါ့နော်တခြားအခုဒီတချို့ဆိုရင်လည်းအိမ်ငါးစိတ်မှာသူတို့ဒီလမ်းမေးမှာအဓိကနေထိုင်ရတဲ့အကြောင်းရင်းတွေကတော့ဒီအိမ်ငါးစိတ်မတက်နိုင်ဘူးမိသားစု10ယောက်ကျော်12ယောက် 15ရောက်လောက်နှီးပါပေါ့เนาะအလောက်ထိရှိနေတဲ့အတွက်သူတို့ကိုဒီအိမ်ငှားတာတော့လက်မခံတဲ့သူတွေဒီအိမ်အိမ်ငှားတာတော့ငှားလို့မရဘူးပေါ့မိုင်းငှားလို့မရတဲ့အနေထားတွေလည်းရှိနေတယ်။အော်တချို့ကြတော့လည်း နယ်ကိုရောက်သွားတယ်နယ်ကိုတငယ်ချင်းတွေရဲ့အကူအညီဟိုတောင်းပြီးတော့ဗောနော်နယ်ကိုရောက်သွားတယ်နယ်သွားတော့လည်းနယ်မှာလည်းအဆင်မပြေဘူးနောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ဒီကလေးတွေအကြောင်းဗောနော်အကြောင်းထွက်လာရတဲ့ဒီကလေးတွေကိုအကြောင်းမထားနိုင်ဘူးအကြောင်းမထားနိုင်တဲ့အထိဖြစ်သွားတယ်ဆီလဆာမိုဝဲနီးနေအချိန်ဆိုတော့ဆာမိုဝဲနီးနေတဲ့အချိန်သူတို့တောင်းဆိုခဲ့တာရောမရဘူးဒါပေမဲ့အခုဟိုဝမ်းသာစရာဗောနော်မြေစားပြန်ပေးမယ်ဆိုတော့သူတို့အတွက်ဟိုမျှော်လင့်ချက်လေးတခုရှိလာရှိလာတာဗောဘာလို့ပြောသူတို့အဆင်ပြေသွားမှာပါမှာဟုတ်ကဲ့ပါနောက် double အနေနဲ့ voice မှာပါတဲ့သတင်းလေးဗောနော် အမေရိကန်ဒေါ်လာဈေးစက်တိုက်ကြစဉ်ဘန်ငွေလဲကောင်တာအချို့အဝယ်ပိတ်ဟုတ်ကဲ့ပါမအခုနောက်ပိုင်းမှာဆိုရင်ဒီအမေရိကန်ဒေါ်လာဈေးကတပြေးပြေးနဲ့ကျဆင်းလာတာကိုတွေ့ရတယ်။ဟိုအရင်ကတော့အဲ့ရွှေဈေးပေါ့နော်ဒေါ်လာဈေးကျတဲ့အတွက်ရွှေဈေးကမ္ဘာရွှေဈေးတက်လာတဲ့အတွက်ဒီရွှေဈေးကလည်းနည်းနည်းဟိုတန့်နေတဲ့သဘောမှရှိရပေါ့အခုဒေါ်လာဈေးပါကျတယ်ဆိုတော့လက်ရှိဒီရွှေဈေးတို့အပြောင်းလဲတို့ဘလို့ဒီနောက်73စီဈေးတွေလည်းပါမယ်ပေါ့နော်ဒီလိုအပြောင်းလဲတွေလည်းနည်းနည်းဖြစ်နိုင်တယ်တော့အမေရိကန်ဒေါ်လာဈေးကျတယ်ဆိုတော့ ဟုတ်ကဲ့ပါဒီထဲမှာကတော့မြန်မာပေးမန့်ယူနီယံအမှုဆောင်ရာရှိချုပ်ဦးစော်လင်းထုတ်ပြောထားတဲ့အားလေးကိုပြောပြချင်ပါတယ်ဒေါ်လာဈေးကျဆင်းချိန်တွင်ဘဏ်များကမွေယူဒီမှာမဖြစ်သင့်ပေဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ပမာဏအထိပြည်သူများ၏လာရောက်ရောင်းချမှုနှင့်ဝယ်ယူမှုများကိုဈေးကျသွားပါကကျဈေးနှင့်ဝယ်ယူ၍ဈေးတက်ပါကအတက်ဈေးပြေထုတ်ရောင်းသင့်တယ်လို့သူကအဲ့လိုမျိုးဝေဖန်ထားတယ်ပေါ့သူကပြောကြားထားတယ်ပုံမှန်ဟိုပြောချင်တာကတော့ဒီကျသွားရင်မဝယ်တော့ဘူးတက်သွားရင်လည်းမရောင်းတော့ဘူးဒီဒါဘဏ်ရဲ့လှုပ်ဆောင်ရမယ့်တာဝန်တွေမဟုတ်ဘူးပေါ့နော် ဟိုဒီတခုခုဆိုရင်ဒီဘန်ကနေပြီးတော့ထိတ်ဆက်ပြီးတော့လှုပ်ဆောင်နေအဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲတခြားငွေလဲကောင်းတာတွေတောင်မှပဲလုံနိုင်ပြီးတော့ဒီဘန်ကမလုံနိုင်ဘူးဆိုရင်ဒီဘန် license တွေပြန် add ဆိုပြီးတော့ဒီဒီထဲမှာပေါ့နော်အေးထားတဲ့စာထဲမှာဝေဖန်မှုလေးတွေတွေ့ရတယ်မှာ ဒါလည်းဒီဒေါ်လာဈေးကလည်းဒီထက်ဘလောက်ထိထက်ကြပါမလဲဆိုတာလည်းမခံမနိုင်ဘူးပေါ့နော်အခုတော့ငွေလဲကောင်တာတွေပိတ်နေပြီဆိုတော့မနေ့ကဆို Facebook စာမျက်နှာမှာငွေဘမလဲရမလဲဆိုပြီး status တွေတင်နေရတွေ့ရရပေါ့နော်တချို့တော်တော်ခက်ခဲဖြစ်သွားမှတူနေငွေလဲဒီဒေါ်လာဈေးကျလို့ငွေလဲကောင်တာပိတ်တယ်ဆိုတဲ့အခြေအနေရပေါ့နော်ဟုတ်ကဲ့ပါလက်တလုံးမှာဒေါ်လာဈေးကပြင်ပဈေးကွက်တွေမှာဒီလိုက်လံကျဆင်းနေပြီးတော့ဒေါ်လာကိုရောင်းဈေး 1215ကျပ်ဝယ်ဈေးက1200ကျပ်ပေါက်ဈေးရှိပြီးတော့နောက်ဗန်များတွင်ရောင်းဈေးက1248ကျပ်ဝယ်ဈေးက1238ကျပ်ဆိုပြီးတော့အဲ့လောက်ထိသူတို့ဒီ1200ဒီကျဆင်းတာကိုတွေးနေရပါတယ်မှာโอเคမှာ ဆက်ပြီးတော့ဗောနော်အခုခုတလော Facebook မှာဒီဒီနေ့မနက်မှာပဲတက်လာဗောနော် Jackie Chan ဒီတရုတ်ဆောင် Jackie Jackie Chan ကဘာကျော်တရုတ်ဆောင် Jackie Chan နေပြီးတော့ ARE လင်းပိုင်နေမျိုးကုန်းမျိုးသုံးပြောက်ပွက်သွားဖို့အတွက်ရှက်စစ်ဖြစ် short တိုင်း၅ဖမ်းခြင်းကိုရက်တံဖို့အတွက် Jackie Chan ကဗီဒီယိုဖိုင်နဲ့အတူတူမြစ်တာရက်ခံထားတာပါ ကဘာတဝမ်းလုံးကကလင်းငယ်တွေလို့တဲ့ AR လင်းပိုင်ငယ်လေးတွေကိုရှင်သန်ဖို့အခွင့်အရေးပေးကြပါတဲ့ကျွန်တော်တို့ကိုကျေးဇူးပြုပြီးလျှက်စစ် short time ငါဖန်းခြင်းတွေရက်တန်သွားအောင်ကူညီပေးကြပါဆိုပြီးတော့ AR လင်းပိုင်တွေကိုကာကွယ်ပေးရမယ်ဆိုပြီးတော့တိုးဆောင် Jackie Chan ကမြန်မာဘာသာစကားနဲ့ပေါ့နော်သူကမေတ္တာရက်ခံထားတာပါဒီ ARI လင်းပိုင်တွေကလည်းအဓိကနေထိုင်ကြစားတာသူတို့ကမန္တလေးနဲ့ဗမော်ကြား ARI မြေကြောင်တစ်လျှောက်မှာ တို့အကောင်ရေအတွက်ဒီအများပြဒီနေတိုင်းစတော့တာပေါ့ဒါပေမဲ့ဒီမှာဖော်ပြထားတာဆိုလို့ရှိရင်လွန်ခဲ့တဲ့9နှစ်တာကာလအတွင်းမှာတဲ့ဒီစစ်တမ်းကောက်ယူရတဲ့ AR လင်းပိုင်ကောင်ရေရတဲ့ဒီနောက်ပိုင်းမှာပေါ့နော်နှစ်နောက်ပိုင်းနှစ်တွေမှာတဖြည်းဖြည်းရောကြသွားတယ်ဒါပေမဲ့ဒီလိုရောကြသွားတဲ့အခြေအတွက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအသေးစိတ်သူတို့ကစင်းပြလို့ထားတာမရှိဘူးတဲ့အဲ့ဒီအတွက်ကြောင့်လဲအကောင်ရေရော့နေလာတာပဲတည်ပြီးတော့ဒီစင်းအတိကျတော့ ြောဆိုနိုင်ခြင်းမရှိတဲ့အခြေအနေဖြစ်နေပါတယ်။ဒီကလေးငယ်တွေကိုဆောက်ရှောက်သူလိုပဲနင်းပိုင်တွေကိုဆောက်ရှောက်ပါဆိုပြီးတော့မြန်မာဘာသာစကားနဲ့သူကမြေတားရက်ခံခဲ့တာပါ။ဟုတ်ကဲ့ပါဒီကတ်တုန်ဖတ်တဲ့စီဇန်လေးမှာ daily level မှာပါတဲ့ဒီကတ်တုန်လေးကိုရေးချက်ထားပါတယ်အဲ့တော့ဒီကတ်တုန်လေးကိုဘယ်လိုဖော်ပြထားလဲဆိုတော့ဒီမှာရဲနှစ်ယောက်ပါတယ်ပေါ့နော်နောက်ပြီးတော့ဒီထောင်ကားလေးတစီပါတယ်ပေါ့အဲဒီမှာရဲနှစ်ယောက်ကပါပြောထားလဲဆိုတော့ဒူးစီရိုက်သမားများအတွက်နေရာမရှိစေရအဲဒီတက်မှာဒီ အကျဉ်းတောင်နဲ့အကျဉ်းတောင်ကားလေးထဲမှာပြောနေကြတဲ့စကားစံလေးတွေကပါလေဆိုအမှုရင်ဆိုင်ចောင်းသားများအတွက်မြို့နယ်ကြံမရှိစေရပုံမှန်တစ်ခုမကြံစေရဆွဲတော့အမှုမမြန်စေရဆိုပြီးတော့သူကရေးထားတယ်ရှင်အမဒီအားတော့အခုလက်ရှိမှာဖြစ်ပေါ်နေတဲ့ဒီចောင်းသားတွေကိုအမှုဆွဲတာပေါ့နော်အမှုတွေကတခုပြီးတခုဆွဲထားတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်မြို့နယ်တွေကလည်းအများကြီးပဲယုံချင်းနေကြောက်တတာဘယ်ဘယ်တန်းအမှုတစ်ခုထဲမှာယုံချင်းနေအများကြီးချင်းနေရတာတွေနောက်ပြီးတော့ ဟိုနှစ်ရှည်လာမြပုံစံတရားစွဲနေတဲ့ဟာတွေကတ်တွန်ဆရာကတရုပ်ဖော်ထားတာပါအဲ့တော့သူတို့တွေအနေနဲ့ဒီဒူးစရိုက်သမားတွေအတွက်တော့နေရာမရှိဘူးပေါ့နော်ဒီចောင်းသားတွေအတွက်ပဲအမှုတိုးတွေပဲရင်ဆိုင်နေရတယ်ဆိုပြီးတော့သူကဖော်ပြထားတာပါရှင်ဟုတ်ကဲ့ပါဒီကတ်တွန်နဲ့အတူသတင်းစာတွေရဖတ်ဆရာများအစီအစဉ်ကိုရနာပြရသေးရှင်ဗီဒီယိုကြည့်ရှုအားပေးနေတဲ့ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်ရှင်